အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆရာဦးအောင်သိန်းရဲ့သစ္စာပြုခြင်းဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်နာတော်သားဆင်ကြပါအောင်ရှင်ငါဟာလူငယ်ကောင်းလေးကောင်မလေးတွေနဲ့တရင်တနီပေါင်းတယ် သူတို့စီကလည်းမှက်လောက်သားလောက်ဘ ਹੁ တုသားတွေကိုရတယ်ဆိုတာမကြာခဏရေးခဲ့ပူပါတယ်အခုလဲရေးလိုက်ရပါအောင်မယ်မနစ်တနေ့ကကောင်းလေးတကောင်ကိုတွေးလိုက်ပါတယ်ကောင်းလေးတကောင်လုံငါကပြောလိုက်တော့မင်းတို့စိတ်ထဲဆဲကျော်တက်လားလို့ထင်နေကြလားမသိဘူးဆဲကျော်တက်တော့ဟုတ်ပါတယ်ဒါပေမဲ့သူက40ကျော်တဲ့ဆဲကျော်တက်လေ45လောက်ရှိပြီထင်ပါရဲ့ငါအနေတော့ဖြင့်ကောင်းလေးပဲပေါ့ ငါအောင်တက်ငယ်လို့တော့မဟုတ်ပါဘူး။ तू ကတက်လို့မတက်နေစင်ကလေးကငါကဆရာလေး။ငါတပည့်တော့မဟုတ်ပါဘူး။သို့တော်လဲငါဟောပြောပွဲတွေငါကြီးမှုပြုလုပ်ခဲ့တဲ့စာတန်းဖတ်ပွဲတွေကိုတက်ခဲ့ဘူးတာကြောင့်ငါကိုလေးစားခင်မင်းနေတဲ့သဘောရှိတယ်။တခြားဆရာနောင်ပြည့်တွေစကားပြောမိတာတွေကိုထားလိုက်တော့ငါစိတ်ဝင်စားခဲ့တဲ့မင်းတို့လည်းစိတ်ဝင်စားမယ်လို့ထင်မိတဲ့အကြောင်းအရာလေးတွေကိုပြောပါမယ်။သူကတင်မောသားတယောက်ပါ။ တင်မောသားဆိုတော့လေရိုးရိုးတင်မောသားတော့မဟုတ်ဘူးမင်းတို့ငါတို့ကကပတိန်လို့နားလဲကြတဲ့မတ်စတာတယောက်ဖြစ်နေပါပြီဝင်ငွေလည်းအတော်လေးကောင်းတယ်လို့ဆိုရတော့မှာပေါ့သူကခဏလောက်ခွင့်ယူပြီးပြန်လာရတာပါ ကိုတန်းကုတ်ပြီးမိဘသားကျွန်းတွေကိုလည်းလွမ်းတာကြောင့်ဆိုပါတော့လေအခုတော့သူတင်မောကုမ္ပဏီကပြန်ခေါ်နေပြီ ပြန်ထွက်သွားပြီလားမသိဘူးသူ့ကိုခံစကားအရာငယ်စဉ်ကျောင်းသားဘဝကနိုင်ငံရေးရောင်ရောင်စားပေသမားရောင်ရောင်နဲ့မိဘကိုအတော်လေးဒုက္ခပေးခဲ့တယ်ဆိုကိုမိဘတွေကလည်းစိတ်ညစ်တာပေါ့လေနောက်ဆုံးကြတော့မှတင်းမောလိုက်သွားတော့တာလိုက်ပြီဆိုပြန်တော့လေအပြက်ကိုပဲကျိုးစားတယ်ဆိုပါတော့တင်းမောသားစာမေးပွဲတွေကိုထားချောက်ဖြည့်ပြလိုက်တာသူဒီလိုဖြစ်လာတဲ့အချိန်မှာပဲသူ့ဘာခင်ကမကြက်မမာဖြစ်တော့တာကိုယောဂါကအတော်လေးကိုပြင်းထန်တယ် တခုတက်တာရရသွားတာကသူညမတယောက်ကဆယ်ဝန်းမလေးဖြစ်နေတယ်။သူပြောတာလေးကိုနားထောင်ကြည်စမ်းပါ။ဆရာရဲ့ကျွန်တော်ကမိဘတွေကိုနှိမ့်ဆက်တယ်လို့မဆိုနိုင်တော့မှဆက်စင်းရစေခဲ့တယ်မဟုတ်လား။ဒါကြောင့်ညမလေးကိုဖေဖေကိုပြုစုဖို့ကြက်တလောက်သုံးစမ်းဆိုပြီးအားလုံးပို့ပေးခဲ့တာ။ဖေဖေစေကန်ဟာခင်မီစေကန်ကြီးတခုလောက်ဖြစ်သွားအောင်လှုပ်ပြလိုက်တာပဲ။ ထွဲဆုပ်ဆက်အောက်ဆီဂျင်ဆက်သွေးသွင်းကိရိယာပစ္စည်းတကယ့်ကိုဈေးရုံပေါက်စားလေးတစ်ခုဖြစ်အောင်ကျွန်တော်ဝယ်ပေးခဲ့တယ်ဖေဖေမသိမီမှာဘာပြောသွားတယ်လဲဆိုတော့ငါယောဂါကကြီးတယ်တရားမှာဆိုတာကငါသိပေမဲ့ငါကျင်းတ်တယ်လို့ပြောသွားပါတယ်။ကျွန်တော်လည်းစိတ်ထဲမှာငါခွန်ကအာနဲ့ငါအဖေကိုအစွားကုန်ပြုစုလိုက်ရတယ်ဆိုပြီးသိကျင်းတ်တာပဲ။ဒါထက်ဆရာကိုပြောလိုက်ရအောင်မယ်။တစ္ဆာပြုတယ်ဆိုတာကိုဆရာယုံသလားမသိဘူး။ကျွန်တော်ကိုတွေကိုပြောပြရစေ။ငါလည်းမျက်လုံးကျဲသွားတယ် အေးပြောဆက်မအောင်လို့ထောက်ပေးလိုက်တယ်။တချီမှာတော့ကျွန်တော်တို့တင်မောကဟိုးမြောက်ဘက်ကိုရီးယားဟိုဘက်ကိုကြောသွားရတယ်။လူသွားပြီးခေါ်ခဲ့ရတာပါ။ဘာကုံစည်းမှမပါဘူးခါလီဆိုပါတော့တောင်တရုတ်ပင်လယ်ဘက်ကိုရောက်တော့လေပြင်းအားကအတော်ကြီးကိုကြောက်သွားတယ်။မုံတိုင်းဝင်လာတော့မင်းဆိုတာကို သိပြီပေါ့ဆရာရဲ့။ဝင်လာလိုက်ရင် ကျွန်တော်တို့တင်မောကကုတ်မပပမပါဆိုတော့ပေါ်လော့ဖြစ်နေတာ။ ချက်ချင်းမောက်တော့မှာဒါနဲ့ကျွန်တော်တင်မောသားတွေကိုအသက်ကအင်ကြီးတွေဝှက်ထားလိုက်တော့လို့အမိန်ပေးလိုက်တယ်ကျွန်တော်ကတော့မဝှက်ဘူးပေါ့ဇာကျွန်တော်ကမာစတာလေးတင်မောနဲ့အတူပါချင်းပါရတော့မှာပေါ့အဲ့ဒီမှာကျွန်တော်တင်မောဥကိုတယောက်ထဲသွားပြီးသစ္စာပြုတာပဲငါဒီငယ်စင်ကဆိုးခဲ့ပေးခဲ့ဒီမှန်တော့လေယခုငါမိဘများအားလောက်ကျွေးနေပါ၏ငါအဖခင်ကိုစေကုရ၌ကုန်ကြသမျှတယံတစ်စင့်မြငါညွန်ညင်ခြင်းဖြစ်ခဲ့စဘူးပါ အိမ်မတော်တဲ့ဆန်စကားကြောင့်ငါအိတ်သိမောသည်မုံတိုင်းအနေရမှာလွတ်ပါစေတည်းလို့နှုတ်ကရွတ်ပြီးတစ္ဆာပြလိုက်တယ်။တကယ်ကိုအံ့ဩလာအောင်လွတ်လာခဲ့ပြီးကမ်းဘက်ကိုရောက်လာခဲ့တယ်။ကျွန်တော်ကတော့ဒီတစ္ဆာကြောင့်လွတ်ခဲ့ရတယ်လို့တကယ်ကိုစွဲနေအောင်ယုံနေစရာ။ နောက်ပြီးတိုက်ဆိုင်တာလေးတခုကိုပြောလိုက်ရအောင်မယ်။ဆရာကဈေးကွက်ထဲမှာအနာဆိုဆရာကိုဆိုတဲ့လင်းစေးအကြောင်းကိုရေးလိုက်ဖူးသေးတယ်နော်။အဲ့ဒါကိုပြောချင်သေးတယ်။ဟိုမြောက်ဘက်ကိုရောက်သွားလိုက်တော့ရာသီဥတုကတိတ်ကျန်တာကိုဆရာရဲ့အေးလိုက်တာမှဆရာရဲ့သရွေးပြစ်ထွေးလိုက်ရင်တောင်လမ်းမှာတင်ခဲ့ပြီးကြောက်ခနဲမိပြီးကြက်သွားလာအောင်ပါပဲ။အဲ့ဒီမှာကျွန်တော်တို့သင်္ဘောသားတွေတောက်ရအောင် ဂျပန်စာကေးရက်တွေကိုချပေးထားတာပါစာကေးကတောက်ပုံတောက်တဲ့အမျိုးမျိုးကိုဆရာရဲ့ရင်းနှင်းနဲ့တောက်ရတာရှိတယ်ရေးအင်းနဲ့တောက်ရတာရှိတယ်ကျွန်တော်တို့ကအေးလို့မကအေးတော့ဘာမှကယူဆိုင်မနေတော့ဘူးဒီအတိုင်းတွဲပစ်လိုက်တာနှစ်ရက်လောက်ရှိတော့ကျွန်တော်လည်းကြောင်းနဲ့မှအနာဖြစ်လာပါလေရောချောင်းဆိုးလို့ဒရွထွေးလိုက်ရင်သွေးပါလာပါလေရောသွေးပါလာမှဆရာရဲ့ပြွတ်နဲ့ထိုးထိုးလိုက်သလိုကိုပါလာတော့တာ ကျွန်တော်လည်းဘာလို့ရမှန်းကိုမသိတော့ဘူးတင်မော်စေကန်းမှလည်းဒါမျိုးကူဖို့စိတ်မရှိဘူးစေကန်းဆရာဝန်စီရအောင်တော့ဆောက်ရတော့တယ်ဒါနဲ့တင်မော်မှာပါတဲ့ကောင်းလေးတွေကိုဘာဆွေးတွေများပါတယ်လဲလို့မေးကြည့်တော့ကောင်းလေးတယောက်မှဆရာကိုလင်းစေပါတယ်တဲ့ကောင်းလေးကတော့ပြောပါတယ်ဒါကအနာလင်းစေတဲ့ ကျွန်တော်ကပေးကွာဘာဖြစ်ဖြစ်မခံနိုင်တော့ဘူးလို့ပြောပြီးမြို့မယ်လို့တော့ကောင်းလေးကမစ္စတာကြည့်လုံတော့လိမ့်စေတဲ့မထူတော့ဘူးကွာဆိုပြီးလက်နက်ကော်ပြီးမြို့ပြစ်လိုက်တာကောက်သွားတယ်ဆရာကြီးတခါမှကိုပြဲမပေါ်လာတော့တာငါလည်းဘာမှမပြောနိုင်ဘူးဒီကောက်မျက်နှာကိုကြည့်ပြီးပါးစပ်ဟောင်းလောင်ဖြစ်နေရတော့တယ်